EFI cycle တွေမှာတက်ဆင်သုံးပြထားတဲ့ FID ပါဘလို့အလုပ်လုပ်ပါသလဲဟုတ်ကဲ့ပါကျွန်တော်ရှင်းပြပေးပါမယ် FID ဆိုတာအတူကောက်ဖြစ်ပြီးတော့ FID ရဲ့အရှိကောက်ကတော့ far id delivery ပဲဖြစ်ပါတယ် FID ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ဆက်ဆံနိုးတဲ့အချိန်မှာလေလံကြောင်းကိုယာယီဖွင့်ပေးရတာဖြစ်ပြီးတော့ inlet money folder ကိုလုံလောက်တဲ့လေပမာနာပို့ဆောင်ပေးရတာပဲဖြစ်ပါတယ် engine ရဲ့အတက်မတ်တမနီချာတစ်ခုထိလှုပ်ဆောင်စေပြီးတော့ ECU ကထိန်းချုပ်ထားတာပဲဖြစ်ပါတယ် ထော်တဲ့ position စဉ်းစားက ECU ကိုသတင်းပို့လိုက်တဲ့ဒပြိုင်တည်းမှာပဲ ECU က FID ကိုအနှုတ်မထုတ်ပြီးတော့ပါဘူးဆိုင်ကယ်လီဘာဆွဲလိုက်တဲ့အခါလိုအပ်တဲ့လေကိုလေတကားကအဖွင့်ပေးနေပြီဖြစ်တဲ့အတွက် FID ကအလိုလျောက်ပိတ်တော့မှာပဲဖြစ်ပါတယ်အဲအသေးစိတ်ကိုတော့ဒိုင်ဂရမ်လေးနဲ့ရှင်းပြပေးပါမယ်ဒါကတော့ထော်တဲ့ body တိဆောက်ပုံပဲဖြစ်ပါတယ်ဒါကတော့လေလံကြောင်းအဝင်ဒီကောင်ကတော့ engine ထဲကိုသွားတဲ့လေလံကြောင်းဒါက ITS school ဒီကောင်က FID solo night ဒီကောင်ကလေတကားကျွန်တော်တို့ဒီလေလန်းချောင်းထဲကနေလေတကားကဒီပါဆွဲမပွင့်မှဖြစ်တဲ့အတွက် IT school နဲ့လည်းထိန်းချုပ်တယ် FID တဘာနဲ့လည်းယာယီထိန်းချုပ်တယ် FID ဘာကဘယ်ချိန်မှာပွင့်လဲဆိုတော့ဆက်စတင်လို့တဲ့အချိန်ကနေသူကလေလန်းချောင်းထဲကိုဒီပုံစံနဲ့တော့มาဖြစ်ပါတယ်ဆက်တကယ်လို့တမန်အင်ဂျင်နီယာတမတ်တမ်ပလီချာတစ်ခုရောက်သွားလို့ရှိရင်တော့သူက ် FID ဘာကိုပြန်ပိတ်ပင်มาဖြစ်ပါတယ်ဒီကောင် on off ရှိပါတယ်ယာယီပေါ့ဗျာဆက် no ပြီဆိုလို့ရှိရင်သူကယာယီပဲ on မယ်ဆက် no သွားပြီ liver စင်စာက ECOC ကိုပေါ့နော် signal ပို့လိုက်တာပဲဖြစ်ဖြစ် engine ကတတ်မှတ် temperature တစ်ခုကိုရောက်သွားတာပဲဖြစ်ဖြစ် ECU ကနေပြီးတော့ FID ကိုအနှုတ်မထုတ်ပြီးတော့ပါဘူးအနှုတ်မထုတ်ပြီးတဲ့အတွက် FID ကပြန်ပြီးတော့လေလိုင်းကြောင်းကိုပိတ်သွားမှာပါ ဖြစ်ပါတယ်အဲ့အချိန်နဲ့မှာမေးစရာတစ်ခုရှိတာပေါ့နော်ဒီလေတကားကလည်းပိတ်နေတယ် engine temperature ကလည်းတမတ်ပူချင်းရှိသွားတဲ့အတွက် FID ကပိတ်သွားတယ်ဆိုရင် အကိုကြီးလီယာဘယ်ကနေပြေးมาလဲဟုတ်ကဲ့ပါလီယာအိုက်တဲ့စကူကနေအကျက်လုံနေတာပဲဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်ဒီ IT စကူကအကျဲလုတ်တဲ့အတွက်ဒီ FID ကလိုလို့လားမေးစရာရှိတယ်ပေါ့နော်လိုပါတယ်ဒီ IT စကူက အချက်လုတ်လိုက်တဲ့လေနဲ့ဆိုလို့ရှိရင်ဒီ engine performance အမြန်ကောင်းဖို့ဆိုလားဘလို့မှမလွယ်ကူနိုင်တဲ့အတွက်ဒီ FID ဘားကိုထည့်ထားပေးတာပါ FID ဘားပြက်နေတဲ့ cycle တွေမှာဆိုလို့ရှိရင် lever ဆွဲပြီးတော့စနိုးရမယ်စတက်ရှည်နိုင်တယ် engine အေးနေတဲ့အချိန်မှာဆက်ခဏခဏတေးမယ်တားတဲ့ပြဿနာတွေတက်နိုင်ပါတယ်ခင်ဗျာ